88နိုင်ငံကကစားသမားပေါင်း180လားမသိဘူးเนาะအဲ့လောက်ပဲမိမိဆက်ဆက်ပေါ့เนาะ180 180ရောက်ဝင်ပြိုင်တယ်တောင်ကိုရီးယားနဲ့ထိုမဲနေမှာတော့တသားကိုကျွန်တော်မြန်မာဝတ်စုံနေတော့ဝတ်မယ်ကွာလို့ဝတ်လဲဝတ်ချင်တယ်ယူရချင်းနဲ့ကျွန်တော်ဝတ်သွားတာပေါ့เนาะအဲ့ဒီပွဲမှာတသားနိုင်သွားတဲ့ခါကျတော့ကျွန်တော်တအားဝမ်းသာလာလူတွေအများကြီးနိုင်ငံတွေအများကြီးနိုင်ငံပေါင်း80ကျော်ရှိမှာဗျာအဲကိုနိုင်ငံအလံကိုဒီလိုသူတို့ တတိယထူထားပေးတာပေါ့နော်မြန်မာနိုင်ငံအလံကိုလေအဲ့ဒီမှာပေါ့အရှိမသူကသသားနိုင်ခဲ့တာမြန်မာဝန်ဆောင်လဲဆိုတော့ကျွန်တော်တော့မြန်မာနိုင်ငံသားတယောက်အနေနဲ့တအားကုန်ယူတယ်ဘယ်လိုလဲဘာသာပလောက်ရှိပြီလေဘာသာပေါ်ကွန်နက်ရှင်ကျတော့ဒါပြန်ပွဲမှာပြည့်စုံရခဲ့တယ်။ဒါသာသူသွားပြိုင်တဲ့ပွဲလေးကြောင့်လည်းပြပြပေးပါဦးလို့ပြန်ပြီးလေးပေါ့။ 呃，都是文人看的，都是文人类。文人多少？两个的吧。三个。不要了，格子山那个马路大是哪里？ကျွန်တော်တို့ကလည်းအခုမှကဆက်ဆန်ဆိုတာကြားဘူးတာပါကဆက်ဆန်ကလင်းရင်တော့နှစ်ဆင့်စီးရတယ်ဟိုလင်းရင်ကိုနှစ်ခါ transit ရဲ့နောက်လင်းရင်ပေါ်မှာပဲကျွန်တော်18နိုင်လောက်ချိန်ခုံးတယ်အတော်ပြောင်းပါတော့အဲ့တော့ဗာနောက်ပြိုင်ပွဲကတော့ ပင်မွေးကတော့သူတို့လောက်တာတော့12ရက်လောက်တာပေါ့နော်တရက်တပွဲနှုံနဲ့17ရက်နောက်ထပ်တရက်ကျတော့နားရရပေါ့နော်အဲဆိုစုစုပေါင်း12ရက်လောက်တယ်အဲ့လိုပါပဲနောက်ပင်မွေးကတော့88နိုင်ငံကကစားသမားပေါင်း180လားမသိဘူးနော်အဲ့လောက်ပဲမိမိဆက်ဆက်ပေါ့နော်180တရက်ဝင်ပြိုင်တယ်88နိုင်ငံကဆိုတော့ဟိုပါပေါ့နော်နိုင်ငံကြီးတွေအကုန်လုံးပါတယ်ပေါ့အမှန်တရုတ်တို့တရုတ် American or Russia or England အားလုံးထဲမှာတော့ကစစ်စမ်းပဲနောက်ဆုံးရတာပါကြာ။ Ancient နိုင်ငံကကလေးတွေကမတရားတော်တော့ဘူး။ဒါတော်တော့သူတို့တွေရတယ်။ကျွန်တော်တို့ကပွဲထိုးပြီးပြီဆိုတာနဲ့ပွဲကထိုးထားတဲ့ဒီ chess record လေးကိုယူလာရတယ်။စာရွက်လေးကိုဒီ record လေးကိုကျွန်တော်မြန်မာပြည်ကိုပို့ဒီမှာ တသားတို့ဆရာတွေဆိုရင်တသားဆရာ3ယောက်လောက်ရှိတာဗောနော်3ယောက်ဒီ master brain ကိုမှာပဲ3ယောက်လောက်ကျွန်တော်ခွဲပို့ပို့ပြီးသူတို့ဆရာတွေက review လုပ်ပြီးညကျရင် zoom ထိုင် zoom ထိုင်ပြီးဘယ်လိုသူရွှေ့ခဲ့တဲ့ဟာတွေအမှန်တွေအမှားတွေပြန်ပြောဘယ်နေရာတွေတော့ဘယ်လိုလုပ်တင်လဲအဲ့လိုမျိုးလေးတွေဟုတ်အဲ့လိုလေးတွေ ਨੇ ကျွန်တော်တို့ကပွဲတိုင်းပြင်ဆင်ရတာဗောနော်တောင်ကိုရီးယားနဲ့ထိုမဲနေမှာတော့ကျွန်တော်တို့ဟိုချင်းချင်းတွက်ဆပြီးတော့ဗောနော်ဒါနိုင်နိုင်တယ်ဗောနော်နိုင်မှုများတယ်လို့မှန်းတာဗော ပန်းနိုင်နေမဖြစ်ပါဘူးဟိုရှုံးမယ်လို့ထင်ပေမဲ့လည်းနိုင်သွားတဲ့ပွဲလည်းရှိတယ်နိုင်မယ်လို့ထင်ပေမဲ့လည်းရှုံးမှရှုံးသွားတဲ့ပွဲလည်းရှိတာပေါ့နော်အဲ့ဒီနေရာတော့ကျွန်တော်တို့ကဟိုနိုင်နိုင်နေဆိုတာနဲ့တတအောင်ကျွန်တော်မြန်မာဝတ်စုံလေးတော့ဝတ်မယ်ကွာလို့ဝတ်လည်းဝတ်ချင်တယ်ရည်ရွယ်ချက်နဲ့ကျွန်တော်ဝတ်သွားတာပေါ့နော်အဲ့ဒီပွဲမှာတတနိုင်သွားတဲ့ခါကျတော့ကျွန်တော်တအားဝမ်းသာတာအဲဟိုပါပေါ့နော်ဝမ်းသာတယ်ဆိုတာဟိုကိုသားနိုင်လို့ဝမ်းသာတဲ့အတိုင်းထက်ကိုလေ ကိုနိုင်ငံပေါ့နော်မြန်မာနိုင်ငံကိုစားပြုပြီးလာထိုးတော့ကွာမြန်မာနိုင်ငံအနေနဲ့ကွာလူသူကနိုင်သွားပြီဆိုရင်ဒါသိတာပေါ့နော်တခြားလူတွေကလည်းမြန်မာနိုင်ငံအနေနဲ့ကိုနိုင်ရတဲ့အတွက်ပျော်တဲ့အပျော်ကပို့ပါတယ်ဒါတော့အမှန်တိုင်းပြောပြလာလူတွေအများကြီးနိုင်ငံတွေအများကြီးနိုင်ငံပေါင်း80ကျော်ရှိမှာဗျာအဲကိုနိုင်ငံအလံကိုဒီလိုသူတို့တတိယလှူထူထားပေးတာပေါ့နော် မြန်မာနိုင်ငံအလံကိုလေအဲ့ဒီမှာပေါ့အရှိမသူကသသားနိုင်ခဲ့တာမြန်မာဝတ်စုံလဲဆိုတော့ကျွန်တော်တော့မြန်မာနိုင်ငံသားတယောက်နေလဲတအားဂုံယူတယ်အဲ့ကိုသားအတွက်ဂုံယူတယ်ဆိုတာလဲပါတယ်မြန်မာနိုင်ငံအတွက်ဂုံယူတယ်ဆိုတာတော့တကယ်ကိုပိုတယ်ဘာလို့လဲသားနိုင်တယ်ဆိုတာကတော့လေဟိုပွဲတွေအများကြီးထိုးခဲ့တယ်နိုင်တာရှုံးတာကျွန်တော်ဒီပုံမှာအတက်အကျတွေအများကြီးဖြစ်ခဲ့မှုတယ်စိတ်ခံစားချက်ကကြုံခဲ့ပြီးပြီးရှုံးလဲဟို ထုံနေပြီနိုင်လဲထုံနေပြီပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာတောင်ကိုရီးယားကိုနိုင်နေဟာတော့မြန်မာနိုင်ငံအနေနဲ့နိုင်တာတော့တကယ်ကိုကျွန်တော်ဘယ်ချိန်မှပြန်တွေ့ပြန်တွေ့ဘဝမှာမှတ်တရားပေါ့ဖြစ်သွား၏စုပေါင်းဆက်တပွဲထိုးရတာဆက်တပွဲမှာကမ္ဘာချန်ပီယံဖြစ်သွားတဲ့ကလေးဟာကိုမှတ်နဲ့ဟိုကိုမှတ်ထင်တယ်နော်ကိုမှတ်နဲ့တင်းရောရသွားတာတတကကြတော့ဆက်တပွဲမှာ၃ပွဲနိုင်တပွဲတည်ရင်လည်း၃မှတ်ခွဲရတယ် သူမြန်မာနိုင်ငံကမသွားခင်ကကြတော့ဒီကဘာအစ်မပါဘောနော်ဟိုအမှတ်တော်ရပါမလားဆိုပြီးကျွန်တော်တို့ရောဒီသူ့ရဲ့ဆရာတွေရောအဲဒီ chess လောကမှာရှိတဲ့မိတ်ဆွေတွေရောကျွန်တော်စိုးရင်တာဘောနော်စိုးရင်လေမြန်မာရဲ့ဟိုဟိုဟောဘောကျွန်တော်နိုင်ငံရဲ့ရဲ့တိတိလေးအနေထားနဲ့အဲ chess ကိုလူတွေအပင်းမှု စိတ်ဝင်စားမှုဆိုတာအရင်ကြီးသူများနိုင်ငံနဲ့ရှင်နေတာဆိုရှင်အများကြီးလိုသေးတယ်အဲ့လိုအခြေအနေကနေပြီးတော့ကျွန်တော်တို့သွားရတာဆိုတော့ကိုယ်နိုင်ငံမှာတော့တော်တာတော့ဟုတ်တာပေါ့လေအဲတကယ်ကမ္ဘာအဆင့်မှာတော့ဟိုကျွန်တော်မမျှော်မှန်းနိုင်တဲ့ကိစ္စတွေအများကြီးရှိတယ်ဆိုတာသိတယ်အဲ့တော့အမှတ်ရပါမလားဆိုရင်အဲ့ဒီအခြေအနေမှာတော့တသားတော့ဆက်တပွဲမှာ3ပွဲနိုင်တာပေါ့နော်3ပွဲနိုင်တာကဒါဘာလဲလဲ South Africa South Korea and Madivas 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 ဟိုအဲ့သုံးနိုင်ငံကိုနိုင်တယ်နောက်တော့ဟိုဒရောကြတာမဒဂါစကာကိုဒရောကြတာပေါ့နော်အဲ့လားနဲ့သုံးမှတ်ခွဲရတာပေါ့တသားတော့ပြိုင်ပွဲမသွားခင်မှာတော့ဒီသူတို့ရဲ့ဝင်ထိုးတဲ့ player ကအားလုံး185ယောက်ရှိတယ်185ရောက်မှာတသားအဆင့်က141နဲ့ကျွန်တော်သွားတာ141နဲ့သထိုးတယ်ပြန်လာတဲ့အချိန်မှာတော့တသား141ကနေသူအဆင့်ကျသွားတာပေါ့နော်169ဖြစ်သွားတယ်မြန်မာက169ဖြစ်သွားတာပေါ့တသားကဒီ ကဘာကဘာအဆင့်ကိုတော့ထိုးတဲ့အထင်မှာတော့မြန်မာနိုင်ငံမှာသူ့အသက်မှာတော့သူပထမဆုံးပဲယူတန်းပေါ့နော်ဆိုတော့ကျွန်တော်ဆယ်နှစ်တန်းစစ်တွေ့ရင်ပြိုင်မှာကဘာအဆင့်စစ်တွေ့ရင်ပြိုင်မှာကိုတော့ထိုးတဲ့အထင်မှာတော့မြန်မာနိုင်ငံမှာတသားပထမဆုံးပဲဟုတ်အရင်ကတော့ကဘာအဆင့်တော့ထိုးတာရှိပါလေလူကြီးတွေတော့ထိုးတာပေါ့နော်မရှိဘူးမရှိဘူးကျွန်တော်ချက်ကိုရွှေ့ရုံပဲရွှေ့တတ်တာအားဖို့ရှိတယ် အဲဒါမဲ့သူမျိုးသမီးရဲ့အဖေပေါ့နော်အဲတသားရဲ့ဖူးဖူးကတော့အဲသူတို့ရက်မှာတော့ထိုးတာပေါ့နော်ထိုးတာပေါ့အဲအဲ့လိုထိုးခဲ့နိုင်ငံကုစားပြုပြီးတော့ထိုးတာတော့2024ဇူလိုင်မှာမလေးရှားပြည်နယ်မှာလုပ်တဲ့ဒီရှစ်ချိန်မြောက်အာရှ youth chess ပွဲထင်တယ်အဲအာမလေးရှားပြည်နယ်မှာမနေ့ကတော့ထိုးတယ်အဲ့ဒီပွဲကအဲ့ဒီပွဲလည်းသူကောင်းကောင်းထိုးလာနိုင်ပါတယ် အလေလတ်အဆင့်လောက်တော့ရခဲ့တာပေါ့နော် top ten finalist အဲ့မှာ top ten finalist ဝင်နေပေါ့နော် top ten ပါနော်ဟုတ်အဲ့မှာ finalist ဝင်နေနောက်ဒီသူကခကြီးရတော့ဒီလိုပဲသွားနေတာရှိတော့အဲ့မှာလဲကြုံရင်ကြုံတယ်လို့ chess တွေဝင်ထိုးတာပေါ့လေဒီ single ဘာဆိုရင်သူကအဲ့ဒီ club အသင်းမှာပဲ Kasparov ဆိုတဲ့နေရာလေးမှာသူဝင်ထိုးတာရှိတယ်အဲ့မှာတော့သူနိုင်ခဲ့ပါတယ် second runner up ရတာပေါ့နော်အော်သူလုံနိုင်နေသေးတာတော့ကျွန်တော်တို့ကပတ်မှုပေးနေမှာပဲ သူရဲ့စိတ်ဝင်စားမှုဆိုတာလည်းဟိုကလေးတယောက်လည်းဖြစ်တော့လေဘယ်ချိန်မှာဘယ်လိုပြောင်းလဲသွားမလဲဆိုတော့လည်းကျွန်တော်တို့မသိဘူးဟိုကျွန်တော်တို့ကဒါပဲမဖြစ်ဖြစ်အောင်လုပ်သွားဆိုတဲ့ဟာမျိုးကြတော့လည်းဟိုဒါ pressure တွေပါတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့ဟို individual ကျွန်တော်စန္ဒတစ်ခုထဲနဲ့ပြောမယ်ဆိုလို့ရှိရင်သူအတက်ငယ်ငယ်လေးနဲ့ဒီလောက်ဟိုလမ်းကြောင်းပေါ်ရောက်နေပြီပေါ့ကျွန်တော်တို့ဖြတ်ဆက်ဖြစ်စေချင်တာပေါ့နော်နောက်ထပ်ဒီ၃နှစ်လောက်အတွင်းမှာ ဟို title လေးတခုလောက်ရရင်မစိုးဘူးဗောလေကျွန်တော်တို့ကအဲ့လိုမှန်းတာဗောပေါ့အာဖေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပွဲမှာလည်းအာဖေးပါတတတော်ဟိုချစ်ပေးတာတော့လေအများကြီးကျေးဇူးတင်ပါတယ်ဟိုဒီ online ဘွာပြိသက်တွေရော offline တွေရောဟိုတတတော်ချစ်တဲ့လူတွေလေဟိုဟိုနောက်ပွဲတွေလည်းတတတော်လူစူးစမ်းပြီးပြိုင်သွားပါမယ်ကျွန်တော်လည်းတတ်နိုင်တော့ပတ်မှုပေးပါမယ်အဲအားလုံးလည်းထပ်ပြီးအားပေးကြပါအောင်လို့ကျေးဇူးတင်ပါတယ်ကျေးဇူးပါဆိုလဲတတတော် bye bye